Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာကတော့လူမှန်ကနေပြီးတော့မှဒီဂျွန်းလာပေါ့နော်ဒီဂျွန်းလာမကုန်ခင်ဒီဂျွန်းလာအတွင်းမှာဆိုရင်အာကိုစီကိုကုတ်ဘွားလေးကိုရောက်ရှိလာမယ်ထူးခြားတဲ့ပြောင်းလဲမှုတွေကဘာတွေဖြစ်မလဲဆိုတာလေးကိုဗီဒီယိုဖော်ပြချင်ပါတယ်ရှင်ဒါကြောင့်မလို့ကိုရဲ့ဒီဂျွန်းလာမတိုင်ခင်ပေါ့နော်အာဂျွန်းလာအတွင်းမှာပေါ့နော်ဂျွန်းလာအတွင်းမှာကျွန်တော်မကုန်ခင်ကျွန်တော်အတွင်းမှာဂျုံတွေ့ရမယ်ကိုဘွားကိုပြောင်းလဲမှုတွေဖြစ်လာစေမယ်ထူးခြားတဲ့အဲကိစ္စကလေးတွေကဘာဖြစ်မလဲ ထူးခြားတဲ့ပြောင်းလဲမှုလေးတွေကဘာတွေဖြစ်လာဖို့ရှိလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ reading လေးကိုအစအနေပြီးတော့မှအဆုံးထိကြည့်တော့လို့ရပါတယ်ရှင်။ဒါက January လေးဖြစ်တဲ့အတွက်ကြောင့်အစအနေဆုံးထိကြည့်ပြီးလို့ရှိရင်တော့ posting ပြပါတယ်။ January လေးဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခုအနေနဲ့ကတော့အကုန်လုံးနဲ့ energy ကိုယူပြီးတော့မှဟောပေးထားပါတယ်။ကိုနဲ့ကတော့80% 70%တော့တော့တူညီမယ်လို့ခန့်ထားပါတယ်။တကယ်လို့များအကုန်လုံးကူညီနေတဲ့အကုန်လုံးမှန်ကန်နေတယ်ဆိုလို့ရှိရင်တော့ဒါက energy လုံးဝ match ဖြစ်ပါတယ်ရှင်။ hello တူညီခဲ့ဘူးအာ ကွဲပြားနေတယ်ဆိုလို့ရှိရင်လည်းပဲဒါကိုကြော်ဝါပြီးလို့ရပါတယ်เนาะဒါကြောင့်တော့ဒီဘာနေပြီး serious မထားဘဲနဲ့အဘောနော်အကောင်းတဲ့ကိစ္စလေးတွေဆိုလို့ရှိရင်တော့ attract လုပ်ပြီးတော့မမကောင်းတဲ့ကိစ္စလေးတွေဆိုလို့ရှိရင်တော့ release လုပ်ပြီးလေးပြီးတော့ကြောချင်ပါတယ်ကျွန်တော်ဆောင်းရှောင်းလေးတွေလည်းဒီဘာတုံးပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကိုမှတ်ထားပြီးတော့မှ change stop ပါမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အစင်ချင်းမယ်ပို့ပြီးတော့မှတတ်တာမယ်လို့ခံစားရပါတယ်ရှင် ွဲဖော်ဆုံးအနေနဲ့ကတော့ဒီဂျူလာအတွဲမှာဆိုလို့ရှင်ဂျူလာမကုန်ရင်ဂျူလာအတွဲမှာဆိုလို့ရှင်သူရရမယ်ကိုဘွားကိုပြောင်းလဲစေမယ်เนาะပြောင်းလဲမှုအကြီးကြီးမားမားပါရှိတယ်ဆိုတာကိုကြည့်ကြည့်လိုက်ရအောင်ကေမာလုံးနေကတော့နိုဗာကတကက်ဆွဲလိုက်မယ်ဒီတကက်ကကျတော့ဘာကြီးကြောင်းလဲမှုပေါ့နော်ကြီးကြီးမားမားကြောင်းလဲမှုတစ်ခုကဘာကြီးဖြစ်မလဲဆိုတာပါဟိုတနက်ကပါလားကျွန်တော်ကလုံးကြည့်ပြီနော် ပထမတက်ကက်ကတချာရော့ဖြစ်ပါတယ်တချာရော့ဖြစ်တဲ့အတွက်ကြောင့်ကိုဘွားမှာတဲ့ကိုကအာ maybe ပေါ့နော်ကိုကအဲ့လိုမျိုးနေရာတစ်ခုတည်းမှာရက်တက်နေရတဲ့ဒုတိယအာတစ်ခုခုကိုဆောက်ဆိုင်နေပြီးတော့မှတော်တော်မှမရှိလာတော့တဲ့ခါပေါ့နော် ဥပမာအဖြစ်အလုပ်ဆိုလို့ရှိရင်လည်းအလုပ်မှာတခုခုရက်တက်နေရတာမျိုးเนาะအဲ့လိုမျိုးမတို့တက်လာပဲနဲ့ဒီနေရာမှာပဲရက်တက်နေရတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်အလုပ်မဟုတ်လို့ဒီအခြေအပိုင်းမှာဆိုလို့ရှိရင်လည်းဆက်ဆက်ရေးတွေကပုံမကောင်းပုံမလာပဲနဲ့ဒီ level မှာပဲရက်တက်နေတယ်เนาะ allowance relationship ဆိုလို့ရှိရင်လည်းအကောက်ဝေးတစ်ခုမှာပဲရက်တက်နေရတဲ့သူမျိုးတွေနှိစက်မှုတွေအရေးမရှိသေးဘူးပေါ့เนาะ question ကိုနေချားရဲမှာဆိုလို့ရှိရင်လည်းနှိစက်မှုတွေအရေးမရှိသေးဘူးဒီနေရာထဲမှာပဲရက်တက်နေရတဲ့သူတွေဆိုလို့ရှိရင်တော့ ကျမရေးပြပြလောက်ကန်ပြပြပညာရေးပြပြပေါ့နော်ရာအလုံးပေါ့အကောလုံးကိုခြုံပြရမယ်ဆိုလို့ရှင်တော့တနေရာထဲမှာပဲရက်တဲ့နေရာရဲ့ဒူလေးတွေเนาะဆောက်ဆိုင်နေရာရဲ့ဒူလေးတွေအားဆိုလို့ရှင်ဒီဂျွန်းလာမကုန်ခင်တွေမှာဆိုလို့ရှင်တော့အာအရာအလုံးဟာတဲ့ချင်းချင်းတစ်ခုအနေနဲ့ပြောင်းလဲပြီးတော့မှတိုးတက်သွားဖို့ရှိပါတယ်ဘယ်လိုမျိုးပြောင်းလဲမှာလဲဆိုလို့ရှင်အမူကောင်းမွန်စွာနဲ့ပြောင်းလဲတိုးတက်သွားဖြစ်တယ်เนาะဒါကြောင့်မလို့လက်ခုလက်ရှိရှိနေတဲ့လက်ရှိအနေထားကနေပြီးတော့မှပုံမကောင်းမွန်လာတဲ့ saturation တခုရောက်ရှိသွားမယ်လို့ခန့်စားရတယ်။ရောက်ရှိသွားမယ်ဆိုတာရောက်ရှိဖို့အတွက် အဲ့လိုပေါ့နော်ထောက်ခွာသွားရမယ်ပေါ့နော်ထောက်ခွာသွားရဲဆိုတာကကိုကဒီတနေရာထဲမှာပဲမဟုတ်တော့ဘဲနဲ့ဒီနေ့လက်ရှိ level မှာပဲမဟုတ်တော့ဘဲနဲ့ဆက်တနေရာကိုပုံမြင့်ပုံမကောင်းမှုနဲ့နေရာတစ်ခုပုံမကောင်းမှုနဲ့ဆက်ဆက်ရတဲ့ခုကိုရရှိဖို့အတွက်အဲ့လိုစတင်ပြီးတော့မှ moving ဖြစ်တဲ့ကာလလို့မြင်ပါတယ် moving forward စပြီးတော့ဖြစ်မဲ့ကာလဖြစ်တဲ့လို့မြင်တဲ့အတွက်ကြောင့်မပြောရမယ်ဆိုရင်ရိုးရိုးရိုးရှင်းရင်းပြောရမယ်ဆိုလို့ရှိရင်ဒါကဘာလို့ပြောမလဲ starting point တစ်ခုလို့ပြောလို့ရပါတယ် starting point တစ်ခုပေါ့နော်စတင်ပြီးတော့မှထွက်ခွာမယ် point တစ်ခုဖြစ်တဲ့အဲ သူ့ရဲ့ဆက်ရောက်မဲ့နေရာကကျတော့ပုံမကောင်းမှုတဲ့နေရာတစ်ခုကိုဆက်ရောက်သွားမယ်လို့ပြောလို့ရပါတယ်။ဒါတော့ဘာလဲဆိုလို့ရှိရင်ဒူရက် တက်ဒူရက်တက်ကလည်းခဏက Cherox လိုမျိုးပဲသူက level ဘာကက်လဲဆိုလို့ရှိရင်အာ moving ဖြစ်တဲ့ကက်ပဲเนาะဆိုတဲ့ခါကျတော့ Cherox ဆိုတာကမြန်မာလိုဆိုလို့ရှိရင်ဒါရထလုံးလို့ခေါ်တယ်ပေါ့နော်။ရထလုံးရထလုံးရပြီးရင်တော့မှဒါမှဘာလဲဆိုလို့ရှိရင်ဒါကလှေစိတ်မှာเนาะလှေစိတ်မှာလှေနဲ့အတူတူ ထောက်ခွာသွားတယ်ပေါ့နော်လှေးစီးပြီးတော့ထောက်ခွာသွားဒါကြောင့်မို့နှစ်ခုစလုံးကက်ကက် indicate ပြနေတာကနှစ်ကက်နှစ်ကက်တော့ indicate ပြနေတာကဘာလဲဆိုလို့ရှိရင် British ရှင်ပြောင်းလဲခြင်းထောက်ခွာခြင်းဆိုတာပြတယ်နော် British ရှင်ပြောင်းလဲခြင်းနဲ့ထောက်ခွာခြင်းပြတယ်ဒါကြောင့်မို့လို့လက်ရှိအာဒီဂျွန်နမကုံရင်တွဲမှာဆိုလို့ရှိရင်နော်လက်ရှိကိုနေနေတဲ့နေရာလက်ရှိကိုရောက်ရှိနေတဲ့အနေထားကနေပြီးတော့မှပုံမို့ပြီးတော့မှကောင်းမွန်တဲ့နေရာတစ်ခုကို moving ဖြစ်ဖို့ကိုသူကလုံးဝပြနှစ်ကက်စလုံးနှစ်ပါးဒီမှာဆွဲလိုက်တာကတကယ်တည်းဒါပေမဲ့ထွက်လာတာနှစ်ကက်ထွက်လာတယ် ထွက်လာတဲ့အတိုင်းပဲနက်ကတ်စလုံးရဲ့အိဗယ်ကထွက်ခွာသွားမယ်ဆိုတာပဲပြတယ်။ဒါကြောင့်မလို့နိုဘာကမြင်လာတော့ဒီလေတကယ်လို့များကိုကနိုင်ငံသားတွေဘိုက်တော့ဖို့ကြောင့်များ plan လေးလုပ်ထားရဆိုလို့ရှိရင်လည်းပဲထွက်ခွာသွားမယ်လို့မြင်တယ်เนาะထွက်ခွာသွားဖို့တပြင်းရတာမျိုးတွေစပြီးဖြစ်လာမယ်။ပို့ပြီးတော့မှအခြေအနေတွေပိုကောင်းလာမျိုးကြီးနှိစက်လာမယ်ဆိုတာလေးဒီကိုမြင်နေရတယ်။ဒါကအာဒီနိုင်ငံသားကံအနေနဲ့ပြောတာပေါ့နော်နိုင်ငံသားထွက်ဖို့ပြင်နေတဲ့သူရှိခဲ့တယ်ဆိုလို့ရှိရင်တော့တကယ်ထွက်သွားဖို့အတွက်เนาะပြင်ဆင်ရတာတွေစပြီးဖြစ်လာမှုရှိလာပါပြီ။ အာအခြေအပိုင်းမှာဆိုလို့ရှိရင်လည်းခဏကပြောခဲ့တဲ့အတိုင်းပဲအာလက်ရှိအနေအထားကနေပြောပုံမကောင်းမှုတဲ့နေရာတစ်ခုเนาะပုံမကောင်းမှုတဲ့အဲအနေအထားတစ်ခုကို moving ဖြစ်သွားဖို့လည်းညင်တယ်အဲ့လိုမျိုးလိုမျိုးပဲဒီကက်နဲ့ဒီကက်မှာ quantum set တော့ရှိတယ်ပေါ့เนาะပထမတက်ကက်ကအတိတ်ပဲကဘာလဲဆိုလို့ရှိရင်လက်ရှိကိုတဘောကြရတဲ့သူတို့မဟုတ်ကိုယ့်ရဲ့ချစ်သူပေါ့เนาะအာနှစ်ခုပေါ့เนาะချစ်ရဆိုတာနှစ်ခုရှိနိုင်တာကိုလက်ရှိချစ်သူရှိရလူလည်းဖြစ်နိုင်တယ်လူမျိုးချစ်သူမရှိတဲ့ crush ပဲရှိတဲ့လူလည်းဖြစ်နိုင်တယ်ဘာကြောင့်မလို့ ်ချစ်သူရှိပြီးသားဆိုလို့ရှိရင်တော့ကိုယ့်လက်ရှိချစ်သူနဲ့ကိုယ်နဲ့အားဆိုလို့ရှိရင်ပုံပေါ်ပြီးတော့ close ဖြစ်လာရဲဆိုတာမျိုးပြရတယ်။ long distance relationship ဆိုလို့ရှိရင်လည်းပုံပေါ်ပြီးတော့မနှိဆက်လာဖို့အတွက်လမ်းတွေပေါ်လာတတ်တယ်ပေါ့နော်။သူရှိတဲ့နိုင်ငံကိုကိုကထွက်ခွာသွားဖို့အတွက်ပြင်ဆင်ခွင့်ရလာမျိုးလေးတွေလည်းဖြစ်နိုင်တယ်ပေါ့။တကယ်လို့ကကိုကရည်စားမရှိတဲ့ရတူ crush မရှိရည်စားမရှိတဲ့ရတူ crush ပဲရှိတဲ့ရတူဆိုလို့ရှိရင်တော့အာကိုစတခရက်ရှ်တဲ့ကိုနဲ့ကပုံပုံပြီးတော့မှနှိဆက်လာမယ်ပုံပုံပြီးတော့မှအခြေအနေတွေကောင်းလာမယ်ဆိုတဲ့ဟာမျိုးမြင်ရတယ်ဒါပေမဲ့ဒူရက်လက်ကကိုကြည့်လိုက်တဲ့အခါမှာဘာပါလဲဆိုလို့ရှိရင်လေဒီမှာခဏကတည်းကပြင်ပြီး ချိန်ပြောင်းလို့ရှိရင်သူ့ရည်စားရှိပြီးသားသူတွေရာဆိုလို့ရှိရင်နောက် digital relationship ဖြစ်နေတယ်ဆိုလို့ရှိရင်ဒီမှာတကယ်ကိုထွက်ခွာသွားရမယ်เนาะသူ့ရှိရဲ့နေရာကိုထွက်ခွာသွားရတာဖြစ်လိမ့်မယ်နော်သူတို့ကချနိုင်ငံမှာရှိရဆိုလို့ရှိရင်အဲ့နိုင်ငံကိုတွားပြီးတော့မှကိုကလိုက်သွားတာညူလေးမြင်ရတယ်လိုက်သွားဖို့အတွက်ပြင်ရတာညူလေးမြင်ရတယ်အဲတကယ်လို့သူတို့ရေးစာမရှိတဲ့သူเนาะမရှိတဲ့သူကိုကဒီတရားပဲ crush နေတယ်ဘာညာဆိုလို့ရှိရင်တော့အဲ့ဒီကိုလက်ရှိ crush နေတဲ့လူကို move on ပြီးတော့တခြားတရားကိုပြောင်းသွားတာညူမြင်ရတယ်เนาะဒါကြောင့်မလို့ အာစတူရေးစားမရှိတဲ့ crush ဆိုလို့ရှိရင်အဓိပ္ပာယ်ကနည်းနည်းပြောင်းသွားတယ်ဘလို့ပြောင်းသွားလဲဆိုလို့ရှိရင်တော့လက်ရှိကို crush နဲ့လည်းအဲကို crush နဲ့လည်းပဲနိစက်လာတယ်ပိုပြီး close ဖြစ်လာတယ်ဒါပေမဲ့လည်းကိုကိုဘက်ကနေပြီးတော့မှသူ့ကိုဆက်ပြီးတော့မကြိုက်တော့ပဲနဲ့ move on ဖြစ်သွားတယ်မျိုးလည်းညီရတယ်เนาะတကယ်လို့ x ကိုလွမ်းနေတဲ့သူလို့ဆိုလို့ရှိရင်လည်းအဲ့လိုပဲအာ x ကို move on သွားနိုင်တယ်မျိုးပြတယ်ဒီမှာတကယ်က move on ဖြစ်တယ်ဆိုတာဟာမျိုးပေါ့เนาะ तू က moving forward အပြင်ကို तू อ่ะတိပြတခုပါနေတာဗာလဲဆို move on လုပ်တယ်ဆိုတာပါတယ်ဒါကြောင့်မလို့အာကောင်းတဲ့သူဆိုလို့ရှင်တော့ close ဖြစ်လာမှာဟုတ်တယ်ဒါလို့ကိုနဲ့မထိုက်တဲ့ right person မဟုတ်ဘူးဆိုလို့ရှင်တော့အဲ့လူကိုကိုက move on တောင်းနိုင်တယ်ဆိုတာမျိုး indicate ပြတယ်ဒါကစစ်တူရေးစားမရှိတဲ့သူတွေเนาะစစ်တူရေးစားမရှိတဲ့သူတွေနောက်ပြလို့ရှိရင် x ကို run နေတဲ့သူတွေ question ရှိနေတဲ့သူတွေอ่ะဆိုလို့ရှင်ဒီလိုတွေပဲကိုကောက်လို့ရပါတယ်တကယ်လို့စစ်တူရေးစားရှိတဲ့သူဆိုလို့ရှင်တော့ ကိုယ်ကိုယ်ရဲ့စိတ်တွေကပုံပြီးပြောမှနင်းဆက်လာမယ်ဆိုတာကိုပြရတယ်တကယ်လို့ long distance relationship ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းသူရှိတဲ့နိုင်ငံကိုရောက်သွားတာမျိုးလေးเนาะရောက်သွားဖို့ဆက်ပြင်ရတာမျိုးလေးလည်းမြင်ရပါတယ်ဒါတော့အခြေအနေပိုင်းဖြစ်ပါတယ်เนาะအလောက်ကိုင်းပိုင်းမှာဆိုလို့ရှိရင်တော့ အလောက်ကိုင်မှာပုံပုံပြီးရမှာကောင်းမွန်လာရယ်ပုံပုံပြီးရမှာတိုးတက်လာရယ်ဆိုတော့မြင်ရတယ်အဲ့လိုမျိုးတိုးတက်လာရယ်ကောင်းမွန်လာရယ်ဆိုတာကိုမြင်ရတဲ့အပြင်မှာမှ moving ဖြစ်ရယ်ဆိုတော့မျိုးနော်အလောက်ခတ်တစ်ခုဖြစ်တယ်ဒါကတော့အလောက်ကိုင်မှာဆိုလို့ရှိရင် तू तू ကတော့ moving forward မဟုတ်တော့ဘဲ तू ကဘာလဲဆိုလို့ရှိရင်အလောက်ခတ်တွေဖြစ်မယ် changes တွေဖြစ်မယ်နော်အဲ့ဒါတွေမြင်နေရပါဆိုတော့ဒီမှာ line တွေကခက်ထန်နေတဲ့အတွက်ကြောင့်အလောက်မှာကိုက အလုံးနဲ့ပတ်သက်ပြီးကိုယ်အလှုပ်ခက်တယ်ပေါ့နော်အလုံးမငြိမ်မသက်မှုတွေကိုဖြေရှင်းရတာလေးနော်အလုံးပြဿနာလေးနည်းနည်းလေးကြုံတွေ့ရတာမျိုးလေးတွေခက်ခက်ခဲတွေတွေ့ရတာလေးတွေကိုကြုံတွေ့ရဖို့ရှိရကိုမြင်နေရတယ်တို့ပဲမဲ့လေလို့ဒီမှာကန့်တစ်ခုရဲ့ပါဝါကိုရှင်းကြည့်မယ်ဆိုလို့ရှိရင်နော်ဒီကဲအတိတ်ပဲကတော့အလှုပ်ခက်တွေဖြစ်မဲ့အပြောင်းလဲတွေဖြစ်မဲ့အာဘယ်လိုရှိရင်မငြိမ်မသက်မှုတွေခံစားရမယ်နော်ဒါအလုံးနဲ့ပတ်သက်ပြီးခံစားရမှာဖြစ်တယ်ဒီကဲကကြတော့ပုံပုံကောင်းမွန်လာမယ်ရတုရဲ့ဘာတွေတိုးဖို့တလန်းစားလေးတွေမြင်ရတယ်မတတ်စားတိုးဖို့တလန်းစားလေးတွေမြင်ရတယ်မျိုးလေးတွေဖြစ်ရတယ်ဒါပေမဲ့ နှစ်ခုစလုံးရဲ့ပါဝါပေါ့နော်အဓိပ္ပာယ်တော့2မိနစ်ဘူးဒါပေမဲ့နှစ်ခုစလုံးရဲ့ပါဝါကိုချိန်ထိုးကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပါဝါပို့ပြီးတော့မှ strong ဖြစ်တယ်ဒီကောင်ကကျတော့ကက်ကြီးဖြစ်တယ်အဲ့ဒါကြောင့်သူ့ရဲ့ပါဝါကတော့ပို့ပြီးတော့မှမြင့်တယ်လို့တော့ယူဆလို့ရပါတယ်ဒါကြောင့်မလို့အလုံးမှဆိုလို့ရတုတိုးဖို့အတွက်နော်ပြလို့ရှိရင်လက်စာတွေပါတိုးဖို့အတွက်နည်းနည်းပါပါပေါ့နော် chance တွေမြင်လာ new lady ဖြစ်တတ်ပါတယ်နောက်တစ်ခါကိုကြည့်ပေးမယ်နော်ဒါကတော့တတိယကြက်ဖြစ်ပါလေရှင် တကြိမ်မြတ်ကမှာတော့ anxiety တက်မယ် anxiety တက်တယ်ဆိုတာ nova တော့ဒါ january တက်ဖြစ်တဲ့အတွက်ကြောင့် nova မြင်တဲ့ဟာပဲခေါ်ပြီးမယ်နော်မမြင်တဲ့ဟာဆိုလို့ရှိရင် pass ပြောင်းနေမယ်အကုန်လုံးပြောလို့ရှိရင်အရင်ကြာနေမှာဆိုတော့လေဒါကြောင့်မို့ဒီမှာကဘာပါလဲဆိုလို့ရှိရင်ဒါက nova အမြင်ပြောရမယ်ဆိုလို့ရှိရင်ဒါအခြေရေးလို့အမြင်အခြေအခြေတော့မဟုတ်ဘူးဒါဆိုတော့မို့လို့ရှိရင်တယောစိန်နဲ့ပတ်သက်တဲ့လူတွေပေါ့နော်အဲ့လိုကိစ္စလေးတည်းဆိုတော့အခြေရေးဖြစ်ရင်ဖြစ်မယ်မိသားစုဖြစ်မိသားစုရေးဖြစ်ရင်ဖြစ်မယ်အင်တာရေးဖြစ်ရင်ဖြစ်မယ်အဲ့လိုအပိုင်းတွေမှာဆိုလို့ရှိရင်တဲ့ ိတ်မရင်မတက်မှုတွေစိတ်မပြောရွှင်မှုမပြောမရွှင်ဖြစ်မှုတွေစိတ်တော့ကရေနော်ပူပယ်မှုတွေအရင်ကြုံတွေ့ရမယ့်ကာလဖြစ်ပါတယ်တဲ့ဒီဂျူလိုင်လကုန်ပြီတွေ့မှာဆိုလို့ရှိရင်ချက်ချက်ကြီးကြီးပါလေဆိုတော့တကယ်လည်းကြီးကြီးဖြစ်ရတဲ့ဆိုတော့ချက်ချက်ကြီးကြီးပဲတွေ့ပြရင်တော့နော် ီမှာလည်းပဲအဲ့လိုမျိုးပြောင်းလဲစတင်ပြီးတော့ starting point တစ်ခုဖြစ်ပြီးဒီမှာလည်းပဲအနှုတ်ခတ်တွေ changes တွေဖြစ်တယ်တော့မဟုတ်လို့ရှိရင်လည်းအကြောင်းလေးတွေဖြစ်တယ်နော်အ physically နဲ့ခကြောက်ထွက်ရတဲ့မျိုးလည်းဖြစ်နေပြီဒါဆိုပြောလို့ရှိရင် changes တွေကအကြီးကြီးกว่าနော်ဒီမှာပြတဲ့ indicate ပြတဲ့ကက်တွေကတော့ချင်းချက်အကြီးကြီးတွေပဲပြရတယ်ဘာလို့လဲမေးလိုက်မိရကို changes ကြီးကြီးဖြစ်တဲ့ဟာကိုပဲမေးမယ်ဆိုတော့တကယ်လည်း changes ကြီးကြီးဖြစ်တဲ့ဟာပဲပြရတယ်ပြန်တော့ကက်ဆိုလို့ရှိရင်သူကဘာလဲဆိုတော့တကယ်ကို အာနှစ်ပါးစနစ်တယ်ကွာကိုဘွားမှာကိုစနစ်မှုတွေကျုံတွေ့ရတယ်ခံစားရတယ်ဒါပေမဲ့ချို့တော့စနစ်မှုလေးတွေညာဆိုလို့ရှိရင်ဒီတရနေ့ရနေပြီးသွားတယ်ဘုံမို့၃ရက်နေပေါ့နော်အဲ့လိုခံစားပြီးပြီးသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုအကြာကြီးမခံစားဘူးဒါပေမဲ့ဒီကဲ့အရာဆိုလို့ရှိရင်ဒီကိုရဲ့ခံစားအခုခံစားမယ်စိတ်မပြောင်းရွှင်မှုတော့ကတွေပလောင်မှုတွေညာဆိုလို့ရှိရင်ဘလောက်မှမကြရလဲဆိုလို့ရှိရင်လာနေချီတတ်တယ်နော် လာလာလာနိုင်မပြီးသုံးလားလောက်တည်းလိုမျိုးသွားရတဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒီကိုပြီးလို့ရှိရင်ခံစားရတာလည်းပဲအတိတ်နဲ့ဆိုရှိရနော်ဝန်းနေမှုဆိုတာအတိတ်နဲ့ရှိရခံစားမှုဆိုတာအတိတ်နဲ့ရှိလိုမျိုးပဲဒီမှာလည်းပဲခံစားမှုကဘယ်တော့မှမြင့်မှာလဲဆိုလို့ရှိရင်ဟိုးဒီအသွင်းနဲ့နဲ့ ठी ပေါ့နော်ဆက်ရဟိုးအသွင်းနဲ့နဲ့ ठी ကိုသွားပြီးတော့ပြင်ပမှုတွေ ်နော်ပူလောင်မှုတွေကိုခံစားရမှာဖြစ်တယ်ဒါကြောင့်မလို့လုံးဝမပြောင်းမရှင်မှုအတိုင်းတာမှုကိုမပြောင်းရှင်ရတဲ့အတိုင်းတာကိုချိန်ထိုးကြည့်မယ်ဆိုလို့ရှင်နော်ဟိုးအမြင့်ဆုံး level တစ်ခုပေါ့နော်ပူပင်တော့ကတွေလည်းအမြင့်ဆုံး level အထိကိုခံစားရမယ်စိတ်မပြောင်းမရှင်မှုတွေလည်းပဲအာဝမ်းနည်းမှုတွေလည်းပဲလုံးဝအဆုံးစွန်အထိကိုမပြောင်းမရှင်မှုတွေကိုခံစားရမယ်ကာလာဖြစ်တယ်လို့မြင်တယ်နော်ဒါကြောင့်မလို့ဒီကာလာမှာဆိုလို့ရှင်စိတ်ပိုင်းဆိုင်မှာအတော်လေးပုံမှာ အာခံစားမယ်အတော်လေးကိုမှဝန်းနေရမယ်အတော်လေးကိုမှတော့ကတွေနဲ့ပူလောင်မှုတွေကိုခံစားနေရမယ်ဖြစ်တယ်เนาะဒါကတော့ဘာရေးတွေမှာပုံပြောဖြစ်နိုင်မလဲဆိုလို့ရှိရင်မိသားစုရေးเนาะပြီးလို့ရှိရင်ဒီအချစ်ရေးเนาะပြီးတော့ခါကြလို့ရှိရင်အိမ်တောင်ရေးအိတ်သုံးခုမှာဆိုလို့ရှိရင်အဓိကအဖြစ်เนาะအဓိကအဖြစ်သူအများစုမှာတော့အဲ့ဒီသုံးခုမှာအဓိကအဖြစ်ပူလောင်မှုတွေတော့ကတွေကိုအပြင်းထန်ခံစားရမယ်လို့ပြပါတယ် ကဲဒါဆိုလို့ရှိရင်တော့ဒီ၃ခုရဆိုလို့ရှိရင်ဒီလာမယ်ဂျူလာမှာဆိုလို့ရှိရင်ဗာဒီကိုဂျုံတွေ့ရမယ်ဆိုတာကို reading ဖတ်ပေးခဲ့တာဖြစ်ပါတယ်ရှင်ဒီလိုများတော့ခုဖတ်ပေးခဲ့တဲ့ reading လေးတွေကိုတဘောကြရတယ်တကယ်လည်းဖြစ်နေပြီလို့ခံစားရတယ်တကယ်လည်းပဲဂျုံတွေ့နေရတယ်လို့ခံစားနေရတယ်ဆိုလို့ရှိရင်ပေါ့နော် novel နဲ့ energy ရဲ့အကန့်ရဲ့အတွက်ကြောင့် novel ဒီအာ novel ဂျူလာပြီးတော့ personal မိကုန်းတွေလာပြီးတော့မေးလို့ရတယ်ကိုတိုင်လာပြီးတော့ပေါ့နော်ကိုမိကုန်းတွေကိုရဲ့ တကူဒဲဆိုင်တော့မိကွန်တွေကိုလာပြီးတော့မေးလို့ရတယ်ဒီ Telegram channel ကတော့ Lover Terror ဆိုတဲ့ Telegram channel မှာလာပြီးတော့မေးလို့ရတယ် Fiber ဆိုလို့ရှိရင်လည်းဒီဖုန်းနံပါတ်လေးမှာ Fiber ဖုန်းနံပါတ်လေးနဲ့လာပြီးတော့မေးလို့ရတယ် ။နောက်ပြီးတော့ Facebook page ကတော့ဒီတစ်ခုပေါ့နော် Facebook page မှာလည်းပဲလာပြီးတော့အချက်ပေါ်မှာနာမည်လို့ရပါတယ်ရှင်။အာနောက်ပြီးလို့ရှင်တော့ဒီမှာ TikTok ပေါ့နော် TikTok မှာလည်းပဲလာပြီးတော့မေးလို့ရပါတယ်။ဒီ link ကနေပြီးတော့မှ Nova ကြီးဆက်သွယ်ပြီးတော့မှအာမေးခွန်းလေးတွေလာပြီးတော့ personal မေးခွန်းတွေမေးလို့ရပါတယ်။ Fish နေနေတဲ့ကတော့ Nova က one question ကို1000ချက်ဖြစ်ပြီးတော့မှ three question ဆိုလို့ရှင်။နောက်နေ့မှ6ချက်ဆိုပြီးတော့မှအဲ့လိုမျိုး အပိုင်းခြားလေးတွေပေါ့နော် section လေးတွေခွဲပေးထားပါတယ်။ဒါကြောင့်များ lambda တင်တဲ့ solution တို့ကနေပြီးတော့မှနေထွေစာနဲ့ပဲကျိုးဆိုပေးပါရှင်။အာကြည့်ပေးခဲ့ကြတဲ့ viewer လေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနဲ့ပဲ video link ကိုဒီမှာပဲဆက်သက်လိုက်ပါမယ်နော်။အားလုံးပဲ bye bye ပါရှင်။